ဟိုးရင်ခေတ်တွေတော့ကလွယ်တမှုဆိုတဲ့တောင်တန်းတွေရဲ့ကြားတွေကရွာလေးတရွာဟာခင်မီဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ဝေးကွာတယ်ရွာလေးတရွာပဲဖြစ်လို့နေပါတယ်အဲဒီချိန်တုန်းကတယောက်ယောက်နေမကောင်းဖြစ်ရင်ဈေးယုံဈေးပေးကန်းတွေမရှိပဲအလွန်ခေါင်းလို့နေတာပေါ့ရွာသားတွေကမီယိုးဖလာဈေးမြတွေဈေးပန်းဝင်အပင်တွေကိုပြုတ်ပြီးတောက်ကြရပါတယ်အန်အောစီယာကောင်းတာကအဲဒီကိကလူတွေဟာခန္ဓာကိုယ်တန်မာပြီးကြန့်ခိုင်ကြကယောဂဗျာတွေတိတ်မဖြစ်ကြပဲရှိလို့နေပါတယ် ရွာမှာစည်းစရာဆိုလို့ဖုံးကြီးတွေဘိန်းနှောစရာတွေပဲရှိတာများပါတယ်။ကလေးမွေးတဲ့အခါကြာရင်လဲဆရာဝန်တွေတူနာပြူတွေမရှိတာကြောင့်ရွာမှာရှိတဲ့တရွာလုံးကနတ်ဝင်တယ်လို့ယုံကြည်ထားကြတဲ့အပွားတော်တောင်းကြီးတယောက်ကိုသာအားကိုးလို့နေကြရပါတယ်။နတ်ဝင်တယ်တော်တောင်းကြီးကကလေးမွေးစေကူပယောကစားတဲ့ကိစ္စမှန်သမျှကိုလှုပ်ဆောင်ပေးတာကြောင့်တရွာလုံးကယိုတီလေးသာကြပြီးအားကိုးလို့နေပါတယ်။နောက်ပိုင်းမှာတော့တော်တောင်းကြီးကအသက်ကြီးလာတာနဲ့အများ ခဏခဏနေမကောင်းဖြစ်လာခဲ့ပါတယ်။သူမှာအရင်လိုအားအင်တွေမရှိတော့ဘဲချောင်းဆိုးရာတွေအသက်ရှူမဝတာတွေဖြစ်လို့လာခဲ့တာပေါ့။ကျမ်းမာရေးကြောင့်လူတွေကိုစိတ်ကုပ်ပေးတာတွေရက်တက်လို့သွားခဲ့ပြီးအိမ်ထဲမှာပဲပုံအောင်လို့နေပါတော့တယ်။ အဲဒီကေကရွာပတ်ဝန်းကျင်ဆိုတာဒေါ်အုပ်တွေတစ်တော်ရီနဲ့ထူထပ်လို့နေပါရယ်။တရွာလုံးဤပါအိမ်တွေကိုတက်ကဲထန်းလက်တို့ကိုသာမိုးထားခဲ့ကြပြီးကျန်တဲ့ကျန်းခင်းအတွေ့ဝလုံးတွေကိုသာတွနေကြကြသုံးကစောက်ထားကြပါရယ်။လျက်စင်မီမရှိတာကြောင့်ညာဘက်ဆိုရင်စီမီအိမ်ရင်းနှံစီမီအိမ်ထင်းတုပ်တွေနဲ့ပဲရတဲ့အလင်းရောင်ကို အသုံးပြုလို့နေခဲ့ကြရပါတယ်။ရွာထဲမှာတက်စေတရဲတွေရှိရဲဆိုတဲ့ကြောက်စရာကောင်းတဲ့အငွေအသက်မျိုးလေးရှိလို့နေတာပေါ့။ ရွာကိုပဲပြီးစီးစင်းနေတဲ့ရေချောင်းကလေးမှာဝါရတာလေးကိုလည်းထိုးလို့ထားပါရယ်။ညာဘက်ဆိုချောင်းကလေးရဲ့တတွင်စီးစင်းနေတဲ့အတန်ဟာလည်းအတိုင်းသားကြားလို့နေခဲ့ရပါရယ်။ညာချိန်မှာတော့ကောင်းကင်မှာကျင်းအနေငယ်သာရှိလို့နေပြီးတရွာလုံးအမောင်းအတီးဖြစ်လို့နေပါရယ်။အိမ်တိုင်းလိုလိုအိမ်ရှိမှာတော့ရင်းနှံစီမီးကွက်ကိုဝလုံးတိုင်းမှာထွန်းထားတဲ့တလေးဟာရွာရဲ့အစင်လာတစ်ခုလိုဖြစ်လို့နေခဲ့တာပေါ့။ရွာသူရွာသားတွေကတယောက်နဲ့တယောက်အားကိုးပြီးငြိမ်းချမ်းစွာနဲ့နေထိုင်လာခဲ့ကြပါရယ်။ အဲဒီလိုနဲ့ပဲတညမှာတော့ရွာတွေကကြက်တီဟာအမည်မသိတရိစံတကောင်ရဲ့ကိုက်ပြန့်စားတော့ရှင်ကိုခံခဲ့လိုက်ရပါတယ်။ရွာတွေကကြက်တွေဟာတအိမ်ပြီးတအိမ်တေကုန်လို့နေပါတော့တယ်။မနက်မိုးလင်းလို့ကြက်အော်တန်တွေမကြားရတော့ပဲရွာသားကြီးဥကြလုံးအပါဝင်ရွာသားတွေကလည်းထိတ်လန့်ကစူဝေးရောက်ရှိလို့လာခဲ့တာပေါ့။ဘလို့ဖြစ်တာလဲ။ကုန်ပါပြီ။ကျမကြက်တွေကုန်ပါပြီ။ကိုအေးစာရှင်ညအတန်ကြာထားမကြည့်ဘူးမလား။ကိုချိုးနေပါပြီရှင်။ အသားညွန်ညွန်နဲ့မလုံးတင်လဲအပေါ်ပိုင်းအင်ဂျီဗလာနဲ့ယောက်ျားဖြစ်သူကိုအေးဆောင်ကိုငိုတန်ကြီးနဲ့အပြစ်တင်လို့နေပါရယ်။ဟေးသားတင်ကြက်တွေတင်နေကြပါလားကွာဘလို့ဖြစ်ကြတာတော့မနဲ့မိုးလင်းတော့ကျွန်တော်ကြက်တွေရောခိုးမဲ့အိမ်ကမလုံးတင်ရောအိုးအိမ်ညာနီးပါးပါပဲဗျာတည်နေကြပြီဗျာမပြောတတ်တော့ပါဘူးဗျာတည်တာကလည်းရိုးရိုးတည်တာမဟုတ်ဘူးကြက်တွေအကောလုံးဘိုက်တွေပွင့်ပြီးအတွင်းကလေးစားတွေမရှိတော့ဘူးတကြီးอ่ะ ညကတော့ခွေးတွေဝင်ဆွဲတာများလားကွာအာတကြီးကလည်းဗျာတော့ခွေးတွေပါတွေဆွဲတယ်ပဲထားပါဦးအကောင်လိုက်စားပြစ်မှာပေါ့အခုဟာကကြက်တွေအကုန်လုံးဥရီအစားခံထားရတာဗျာပြီးတော့ကျုပ်တို့ကြက်တွေကိုအုပ်ဆောင်နေတိကျအုပ်ထားတယ်အရင်ကဒီလိုတကားမှမကြုံဘူးပါဘူးဗျာ ။တကြီးဦးကြောင်လုံးနဲ့တာတင်တို့ရွာသားတစုတို့လည်းတွေးရခက်ကစဉ်းစားရကြက်လုံနေခဲ့ပါတော့တယ်။ရက်တွေကြာလာတော့ဒီလိုဖြစ်ရက်တွေဟာပုံမဆိုးဝါးလို့လာပါတယ်။ရွာမှာရှိတဲ့ကြက်တွေလည်းတဖြည်းဖြည်းအကောင်ရင်နေပါလို့လာခဲ့ပြီးကုံတလောင်နီးပါဖြစ်လို့နေခဲ့ပါပြီ။ ချက်တွေအစားခံရတာကုံသွားတော့ကျွေးနွားတွေနဲ့ခြံထဲမှာမွေးထားတဲ့ဝက်တီပါမကျန်စက်တိုက်ဆိုလိုဖြစ်လာပါတော့တယ်။ဒီတစ်ချိန်မှာတော့ရွာလေးကလူကောင်အကြီးဆုံးဖြစ်တဲ့ကိုတုတ်ပေါ်ရဲ့နွားမကြီးဒီကောင်ဟာပိုက်ပွင့်ပြီးနွားခြံထဲမှာတည်ဆုံးလျက်ရှိတာကိုတွေ့လိုက်ရတဲ့ရွာသားတွေကလည်းထိတ်လန့်ကြဖြစ်ကုန်ကြပြန်ပါတော့တယ်။ရွာသားတွေကလည်းဒါပါဖြစ်တာလဲဘယ်သူလုပ်တာလဲဆိုပြီးတယောက်ကိုတယောက်မေးမြန်းလို့နေခဲ့ကြတာပေါ့။ရွာသားတွေကလည်းဒေါ်ခွေလာတခိုးလား တရေစေမကောင်းဆိုးဝါးတွေလောက်တာလားဆိုပြီးတယောက်တစ်မျိုးအတန်တွေထွက်ကတီတူပြောဆိုလိုနေခဲ့ကြပါသေးတယ်။ကိုတော်ဘောရဲ့နွားမကြီးဟာဝမ်ပိုက်ကြီးပွင့်ထလို့နေပြီးဥရီအစားခံထားရတာကြောင့်အတွင်းကလီစာတို့ရှုအပြင်ကိုတွဲလောင်းကြလို့နေပါတယ်။ရွာသားတွေကလည်းဒီလိုရက်စက်တဲ့အဖြစ်ကိုစိတ်မကောင်းရုံကလွဲပြီးဘာမှမတက်နိုင်ကကြောက်ရွံ့လို့နေခဲ့ကြတာပေါ့။ ရွာတကြီးဦးကြလုံးကလည်းကြွားထဲမှာတရေတစီစားရဲဆိုရဲကောလာဟာလာရီထွက်နေတာကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့အမျိုးမျိုးကြိုးစားလုပ်နေပါတော့တယ်။ရွာတွေကယောက်ျားသားတွေကိုညာဘက်ကင်းဆောင်ဖို့အတွက်အလဲကျအဆောင်ထားလုပ်နေကြတာပေါ့။ကိုတုတ်ပေါ်နဲ့မလုံးတင်ယောက်ျားကိုအေးဆောင်တို့ကလည်းအင်တာဝင်ကြတာကြောင့်ရွာအဝင်ချောင်းနှပေးကဝါကွပစ်လေးပေါ်ထားရင်စကားပြောလို့နေပါတော့တယ်။မင်းကြီးကကြုံနွားမှကြီးဥရီအစားခံရပြီးတည်သွားတာစိတ်မကောင်းပါဘူးဗျာ။ ပြုတ်တက်တဲ့တကို တခါမှမကြုံဘူးဗျ။အေးဗျာကျုပ်တို့ရွာလေးလေဘလို့ဖြစ်ဆိုရိကြုံနေရလဲမသိဘူးဗျ။ရွာသားတွေပြောသလိုတကယ်ပဲတရက်စီများရှိနေပြီလား။ ရွာကြီးဦးကြလုံးလေးတညလုံးအဆောင်ချထားပြီမယ်အရာမရောက်ပဲရှိလို့နေခဲ့ပါတော့တယ်အဲဒီလိုအဖြစ်ပြက်မျိုးကရွာမှာတစ်ခါမှမဖြစ်ဘူးတာကြောင့်ရွာသားတွေကလည်းကြောက်လန့်တကြဖြစ်ကတရွာလုံးလေးထိတ်လန့်ပြီးတိတ်ဆိတ်လို့နေခဲ့ပါတော့တယ်ဒီလိုနဲ့တရက်မှာတော့ရွာတွေကညံရီထက်မြက်ပြီးတတိလည်းရှိရဲကိုကြောက်ပွင့်ဆိုသူဟာရှေးဦးတုတ်ပြနဲ့ရွာကြီးဦးကြလုံးအိမ်ကိုတနက်မမတ်ရောက်လို့လာခဲ့ပါတော့တယ်ရွာဦးကြလုံးတယောက်တည်းဘာတွေလုပ်နေတာတော့ဗျာရုပ်အရေးကြီးပြောစရာရှိတယ် ရုပ်ထုတ်ရောင်မှဖြစ်နေတဲ့ကိစ္စတွေအားလုံးကစုံကြိုက်တာဖြစ်နိုင်တယ်ဗျ။အေးဘာပြောရဲစုံဟုတ်လားမတော်ရွာကတခြားရွာတွေနဲ့လည်းဝေးတယ်ရွာတွေကသူတွေဆိုလဲငယ်ငယ်ကလေးကမျက်နှာချင်းဆိုင်တည်နေကြတယ်ဘဲကသာစုံတွေရောက်လိုက်နေမှာလေကွာဟာတကြီးကလည်းဗျာဘဲကရောက်လာကမှာတော့တခြားအပြည့်လို့မဟုတ်ဘူးကျုပ်တို့ရွာရဲ့အစုံကအဖွားကြီးဒေါတောင်းကြီးပဲဗျာ တကြီးဦးကျော်လုံးလည်းကိုเจ้าဖွင့်ရဲ့စကားကြောင့်အတော်လေးကိုအံ့ဩလို့သွားခဲ့ပါတော့တယ်။ဟဲ့ကောင်เจ้าဖွင့်ဒေါ်တော်ကြီးဟုတ်လား။မင်းမဘာသက်တေတွေရှိလို့လဲကွာ။ဒေါ်တော်ကြီးကငါတို့ရွာကိုတစ်ချိန်လုံးကူညီပေးနေတာပဲကွာ။ဘာသက်တေမှမရှိပဲမဆွဆွဲရဘူးလေ။ငါတို့ကတရွာရဲသားစီကွာ။ကိုကြောက်ပွင့်လေအဖွားတော်တောင်းဤတီချာချောင်းဆက်လက်ပြောပြပါတော့လေနေပါဦးတကြီးရဲ့ကြုတ်ပြောတာစကားမဆုံးသေးဘူးအဖွားတော်တောင်းဤက ကျမ်းမာရင်မကောင်းလို့နောက်ပိုင်းဘယ်သူ့ကမှစိတ်မကူတော့ဘူးလေအိမ်ထဲမှာပဲပုံနေပြီးမန်နရီမှော်ပညာကြီးလေးချင်နေတာပဲတွေ့တယ်ဗျာပြီးခဲ့တဲ့မိုးရွာတဲ့ညကကျုပ်ဖားရိုက်ဖို့လဲတဲ့ဆင်းလာရင်သူ့အိမ်နာကိုရောက်သွားသေးတယ်အဲဒီမှာအိမ်ပတင်းပေါက်ကနေထူးဆန်းတဲ့မီလုံးပုံစံအလင်းတစ်ခုထွက်လာတာကိုကျုပ်တွေ့လိုက်တယ်ဗျာအဲဒီမီလုံးအလင်းကရွာထဲကိုပြန့်သွားတယ်ဗျာမိုးကတအားသေးနေတာနဲ့တေချာကြည့်ချိန်တော့မရလိုက်ဘူးနောက်တနေ့မနေ့ရောက်တော့ ရွာထဲမှာဝက်တွေဥစားခံထားရတာနဲ့သွားပြီးတိုက်ဆိုင်နေတယ်ဗျ။အေးကျောက်ဖွင့်မင်းပြောသလိုဒေါတောင်းကြီးကစုံမဲ့ထားအောင်သူကဒုတိယလုံးပေါ်မှာကျေးဇူးရှိတယ်ကွာ။ဘယ်လိုဆွဆွဲရမလဲကွာ။တကြီးဥကြလုံးလည်းဒေါတောင်းကြီးရဲ့ကျေးဇူးရှိတာကြောင့်စဉ်းစားရခက်လို့နေပါရဲ့။ဒီမှာတကြီးဦးလေးကဒုံဝင်းနေတယ်လို့ပါဗျာအဖွားတော်တောင်ကြီးကဘယ်လောက်ကျေးဇူးရှိတယ်ပဲထားအောင်တော့အခုခါမှာ သူ့ကြောင့်ကျုပ်တို့တရွာလုံးဒုက္ခရောက်ပြီးရွာသားတွေပါအသာခံရလိမ့်မယ်နော်ကျုပ်တို့ရှေးလူကြီးတွေပြောတဲ့စကားပုံတစ်ခုရှိတယ်မဟုတ်လားဘာလဲဒါနာလဲတီလာမပါရင်ဒီကာမတိရေဘူးနဲ့ဖနက်မပါရင်နှွေကာမတိတယ်နော်ကျုပ်တို့စီးနေတဲ့ဖနက်အတော်လေးကိုကျေးဇူးရှိတယ်တကြီးရဲ့သူ့ကြောင့်ဇူးညောက်ခလုတ်တွေမထီတာဒါပေမဲ့ကျုပ်တို့ဘောဘလောက်ပဲကျေးဇူးရှိပါတယ်ပြောပြောဖနက်ကိုဖျားဆင်းမှာထားပြီးကတော်ခိုင်းလို့တော့ဘယ်ဖြစ်မလဲတကြီးအား တရားစင်းစားကြည့်သားပါဦးတကြီးဦးကြောင်လုံးလဲတဘောပေါလို့သွားခဲ့ပြီးအစီအစဉ်တစ်ခုကိုတိုင်းမင်းလုံးနေပါတော့တယ်အေးမင်းပြောသလိုပဲကြောက်ဖွင့်ရဒေါ်တောင်းကြီးကတကယ်ပဲဆုံးမကြီးဆိုရင်တော့ငါတို့အမြင့်ပြတ်အောင်တုတ်တည်ပြီးဖယ်ရှားရမယ်ကွာမဟုတ်ရင်ငါအပါဝင်ကျနေရွာသားတွေဘိုက်ပွင့်ပြီးတေးကုန်လိုက်မယ်ဒီတော့ဒီလိုရှိတယ်မောင်ကြောက်ဖွင့်မကြခင်နောက်နှစ်ရက်လောက်ဆိုကိုဆိုးကြီးရဲ့မိမမီးဖွားတော့မယ်ကွာသူမိမမီးဖွားရင် ဲဒီစတုံးကညီမြုံးမဲ့အရှင်ကိုလာစားမှသိကြတယ်။ကြောက်ပွင်မင်းအဲ့ဒီအိမ်သားမှာသွားဆောင်ကြည့်တာနေအောင်ဒီမှာခဏဆောင်နေတကြီးဦးကြောင်လုံးလဲအိမ်မော်ကတူကိုင်နဲ့လက်ဆွဲတော့ပြောင်းရှည်တဲ့နဲ့ကြီးကိုယူပေးခဲ့လိုက်ပါတော့ရေကျော့ဒါငါကိုင်တဲ့တဲ့ပဲကွာဒီကိစ္စကိုမင်းနဲ့ငါနှစ်ယောက်တည်းပဲတိပစီနော်ဘယ်သူကမှမပြောနဲ့ရွာသားတွေတိရဲ့အကုန်ထိတ်လန့်ကုန်မယ်ငါတို့နှစ်ယောက်ပဲတိထားမယ်ဘယ်သူကမှမပြောနဲ့ကြားလား ဦးကြောင်လုံးလည်းအထက်ထက်အခါကမှကြားလို့နေခဲ့ပါတော့ရယ်စိတ်ချပါတကြီးအားတရွာလုံးအတွက်ကျုပ်ကိုယုံပြီးလှောက်ခိုင်းတဲ့ကိစ္စပဲကျန်တဲ့သူတွေဘယ်အထိခံလို့ဖြစ်မလဲဗျာကျုပ်ကိုတနက်ပိတ်ထားတယ်ဆိုတော့ဟဲတကြီးကတိတ်ပြီးဒုံးမွေးတော့ဘူးပဲသွားလိုက်အောင်ပဲတကြီးဟဲ့ ကိုကြောက်ပွင့်လဲတကြီးဥကြလုံးကိုရေမောကထွက်သွားခဲ့ပါတော့တယ်။ရဲ့အနေငယ်ကြတော့ည9နာရီလောက်မှာဦးစိုးကြီးအိမ်ကကိုစိုးကြီးမိန်းမကလေးမွေးတာကြောင့်ကလေးငူတန်ဟာတိတ်ဆိတ်နေတဲ့ရွာလေးကိုပြန်လည်လုလာခဲ့ပါတော့တယ်။တကြီးပါဝင်ရွာလေးကသူတွေအားလုံးကလည်းဝမ်းသာနေကြကြပြီမဲ့အဲ့ဒီကလေးရဲ့အတန်ဟာထူးဆန်းတဲ့အလင်းတန်တစ်ခုကိုဆွဲဆောင်နေတယ်ဆိုတာမတိခဲ့ကြပဲရှိလို့နေတာပေါ့။အဲ့ဒီမီလုံးပုံစံအလင်းရောင်ဟာအိမ်ကိုပတ်ရှာလေဝဲပြန်လို့နေပြီးအိမ်နောက်ဖေးကိုရောက်လာကအိမ်အောက်ကိုတပြေးပြေးနှိမ်စင်းလို့လာခဲ့ပါတယ်။ မီလုံအလင်းဟာအိမ်အောက်မှာပက်ရှာလေဝဲပြန်ပြီးအိမ်အောက်ကဝါကျန်ကင်းကြားတွေကနေအိမ်ပေါ်ကိုရှောင်းကြည့်လို့နေပါတယ်။ကိုကြောက်ပွင့်ကလည်းအချိန်တော်ကြာအောင်ထင်းပုံနောက်ကနေစောင်းကြည့်နေရင်တနက်နဲ့ချိန်ထားခေလိုက်တာပေါ့။ညအချိန်မောင်မဲနေခဲ့တာကြောင့်ဆုံးမကြီးရဲ့ရင်ဘတ်မှာရှိတဲ့အနီရောင်မီလုံကြီးကိုသာမြင်လို့နေရပါတယ်။အဲဒီချိန်အနီရောင်မီလုံကြီးကလမ်းပြေကြောက်ပွင့်ကိုလှည့်ကြည့်ခေလိုက်တာပေါ့။ လူတယောက်ရှိရာကိုမြင်လိုက်ရတဲ့ဆုံးမကြီးကလည်းကိုเจ้าခွင့်ရှိရာစီကိုရောက်ရှိလိုလာပါတယ်။အနီးနားကိုရောက်တဲ့အခါမှာတော့ဆုံးမကြီးရဲ့မျက်နှာဟာထိတ်လန့်လို့သွားခဲ့ပြီးတနက်နဲ့ပြက်ခတ်ခဲ့လိုက်တာပေါ့။ကြီးစံကဆုံးမကြီးရဲ့ဦးရီကိုထိမှန်သွားခဲ့ပြီးမြေပြင်ပေါ်ကိုပြုတ်ကျလို့သွားခဲ့ပါတယ်။ဆုံးမကြီးတော်တောင်ကြီးကလည်းနာကျင်စွာအော်ဟစ်ကလူလိမ့်လို့နေခဲ့တာပေါ့။ပစက်ထဲကနေရှည်လျားလာတဲ့ရှာနဲ့တနက်တန်ရာကိုရက်ခဲ့လိုက်တာကြောင့်ခနာချင်းမှာပဲပျောက်ကင်းလို့သွားခဲ့ပါတော့တယ်။ ိုကြောက်ဖွင့်ကလည်းတနန်းနဲ့ပြဖို့အတွက်စုံမကြီးကိုရှင်လိုက်တဲ့အချိန်မှာပဲတော်ရဲကိုအလေးအမြန်ထွက်ပြေးလို့သွားတာပေါ့နောက်တနေ့မနက်မှာတော့ကိုကြောက်ဖွင့်ကညကအကြောင်းကိုပြန်ပြောပြဖို့အတွက်တကြီးစီကိုရောက်ရှိလို့နေပါတော့တယ်တကြီးမင်းညကကြုံအနီးကမြင်လိုက်ရတယ်ဗျအဲ့ဒီစုံမကြီးကဒေါ်တောင်းကြီးပဲကောင်းပြက်ကြီးနဲ့ဥတွဲလောင်းကြီးပြန်နေတာဗျရုပ်ဖြစ်ကြောက်လိုက်တာတကြီးဟာအဲအဖွားကြီးမျက်နှာကြီးနဲ့ခေါင်းမဲ့ပါတာကိုမပါဘူးဗျာ ကျုပ်လည်းကြောက်ကြောက်နဲ့ပြစ်လိုက်တော့ခေါင်းကိုမထိပဲသူ့ရဲ့ဥတွေကိုထိသွားတယ်ဗျ။အေးဟုတ်လားမတည်သွားဘူးကော။ဘယ်တည်မလဲတကြီးအားတတောင်လောက်ရှိတဲ့ရှာရှိကြီးနဲ့ပြန်ရက်လိုက်တာကြီးစံရတော့မကြံဘူးဗျ။ဒါနဲ့ကျုပ်တို့အခုဘယ်လိုဆက်လုပ်ကြမလဲ။အေးကြောက်ပွေအမင်းပြောတာစဉ်းစားစရာပဲကွာ။အခုဒီကိစ္စကတိတ်ကိုအရေးကြီးနေပြီ။ဘာပဲဖြစ်ဖြစ်လောလောဆယ်တော့ငါတို့ဒေါ်ဆန်နာကဘုံကြီးစီသွားပြီးရှောက်ထားကြည့်ရမယ်။ တကြီးဦးကြောင်ဆုံးနဲ့ကိုကြောက်ပွင့်တော်လည်းဆရာတော်ကြီးရှိရာကိုထွက်လာခဲ့လိုက်ကြပါတယ်။ဆရာတော်ဥတုမနာက တောဆန်းနာမှာရှိတဲ့တစ်ပင်ရှည်ရဲမှာတပါးရဲအာနာပါနာတရားအထုတ်စည်းပြလို့နေခဲ့ပါတယ်။စီအရောဥတုမနာကဘေးရင်စမ်းချမ်းလက်ကက်လက်ဖွဲ့စတဲ့လောကီပညာတချို့ကိုတက်မြောက်ထားတာကြောင့်ရွာသားတချို့ကလည်းစီအရောကြီးစီမှာဘေးရင်လက္ခဏာမေးမြန်းသူများရှိလို့နေပါတယ်။စီအရောကြီးရဲ့ပညာကထူးခြားပြီးမှန်ကန်လွမ်းလာကြောင့်တရွာလုံးကလေးစားကြည့်ညိုနေရတာပေါ့။ ။ဆရာတော်ကြီးလည်းတကြီးတို့နှစ်ယောက်ဖုန်းကြီးစီရောက်တော့မှဘာမှပြောရသေးကေဆရာတော်ကြီးကတရားထိုင်ရင်ပြောလိုက်ပါတော့တယ်။ကဲတကားတို့ရွာထဲမှာတောင်းချမ်းနေတဲ့ဆုံးမကြီးနဲ့ပတ်သက်ပြီးရောက်လာခဲ့ကြတာလား။ဆရာတော်ရဲ့ပြောတဲ့စကားကြောင့်တကြီးတို့လည်းအံ့ဩတဲ့မျက်နှာနဲ့ပြန်လဲမေးလျှောက်ခဲ့လိုက်ပါတော့တယ်။အရှင်ဘုရားဘလို့တည်နေတာပါလေဖေဟာအဲ့ဒီတက္ကမကြီးတောင်းကြီးကတည်ဆုံသွားခဲ့ပါပြီအခုမြင်နေရတဲ့ သူ့ရဲ့ခန္ဓာကိုယ်ပဲရှိပါတော့တယ်ကွယ်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာအင်အားကြီးဆုံးတစ်ကောင်ရှိလို့နေတာပါယုံနဲ့နှစ်ပါးမှာယုတ်ကတော်တောင်းကြီးနန်ကတရားပညာတဲ့ဆုံးပေါ်တကားကြီးကဲဘုန်းကြီးရေစင်တော်လှုပ်ပေးပါမယ်ခဏဆောင်အောင်ဆရာတော်လည်းရေအပြေးပါတယ်ဖလားကြီးတစ်ခွက်ကိုမန်းကကာရာတော်ကို38ခေါက်တီးတီးရွတ်ဖက်လို့หนีခဲ့ပါတယ်အိုး မဟာဒယံမဟာပညံမဟာတိဇံမဟာဝိရံကုဏီလယံကတပုညံဓမ္မစာရံနမေဇီဇီရတော်ဥတ္တမနာလေရေမန်းကွက်ကိုပေးလိုက်ရင်ဆက်လက်မင်ကြားခဲ့လိုက်ပါရယ်နောက်သုံးရက်နေရင်လာပြီပြီအဲဒီလာဟာတာမန်မဟုတ်ပဲကြက်သွေးရောင်လိုကူးပြောင်းသွားလိမ့်မယ်အဲ့ဒီညကစုံမြူမဲ့ညပဲအဲ့ဒီခါကျရင်စုံတွေထုံကူးကြလိမ့်မယ် ထုံငူးသွားတဲ့အခါရုံနဲ့နံကွဲနေလိမ့်မယ်နော်အဲ့ဒီမန်နန်ကြီးနဲ့ရုပ်ခန္ဓာကြီးကိုဖျက်လိုက်ရင်ရပြီတကားကြီးဒီကိစ္စတွေလုံးဝရှုပ်ငိမ့်သွားပါလိမ့်မယ်တကြီးဦးကြောင်တို့နှစ်ယောက်လည်းရေမန်းဖလားကိုယူကရွာကိုပြန်လာခစ်လိုက်ကြပါတော့ရယ်ဒီလိုနဲ့သုံးရက်ကြာပြီးလာပြီးညကိုရောက်တဲ့အချိန်ထိရွာမှာရှိနေတဲ့ကြက်တွေနွားတွေတေးတာမျိုးမရှိပဲပုံမှန်အတိုင်းဖြစ်လို့နေပါရယ် တကောင်ရန်ရောက်တဲ့အခါမှာတော့ဖြူဖွေးနေတဲ့လာကြီးကနေရုတ်တရက်ကြက်သွေးရောင်ကိုပြောင်းလို့သွားခဲ့ပါတော့တယ်။လာရဲ့အလင်းရောင်ကြောင့်ပတ်ဝန်းကျင်ကလည်းနှီးမြန်းလို့နေခဲ့တာပေါ့။ဇရာတော်ကြီးဥတုမနာပြောတဲ့အတိုင်းအတက်ဖြစ်လာတော့ရွာကြီးနဲ့ကြောက်ပွင်းတို့ကဒေါ်တော်ကြီးရဲ့အိမ်ကိုမန္တန်ရည်ရည်နဲ့သွားပြန်ဖို့အတွက်ပြင်ဆင်ခဲ့လိုက်ကြပါတယ်။သူတို့ရဲ့စိတ်ထဲမှာလည်းဇရာတော်ကြီးရဲ့စကားတွေကိုပြန်လည်ပြီးကြားရအောင်လို့နေခဲ့တာပေါ့။ဒီမန္တန်ရည်ကိုဒေါ်တော်ကြီးရဲ့ခန္ဓာမှာပြန်လိုက်သူရဲ့စုံကောင်ကြီးပြန်ဝင်လို့မရအောင် ဘေးဘီနေခင်ဘက်နေရောင်ကပြက်စီးပြစ်လိမ့်မယ်ညတကောင်ကြတော့ဒေါတောင်းကြီးရဲ့အိမ်ပြတဲ့မောက်ကနေထူးဆန်းတဲ့ဥတွဲလောင်းကောင်းပြက်ကြီးကထွက်လာပြီးရွာအနောက်ဘက်ကိုပြန်သွားခဲ့ပါတော့တယ်ဒါကိုမြင်တော့ရွာတကြီးနဲ့ကိုကြောက်ပွင့်လဲအိမ်ထဲကိုဝင်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်တာပေါ့ကဲတကြီးအဖွားကြီးလည်းထွက်သွားပြီဆိုတော့ကျုပ်တို့အထဲဝင်ပြီးလုပ်ငန်းစလိုက်ကြရအောင်ငါကရေပလာကြီးနေကွာမင်းမဲတကားဖွင့်ပြီးရှေ့ကနေအရင်ဝင်လိုက်နော် ။တကြီးကလည်းအပွားကြီးရဲ့ပုံစံကိုတွေးကြည့်ကအနှင်းငယ်ထိတ်လန့်နေကြတာကြောင့်ကြောက်ပွင့်ကိုယဉ်ဝင်ဖို့ပြောခဲ့လိုက်ပါရဲ့။ဟာတကြီးကလည်းကြောက်တက်လိုက်တာဗျာ။ရုပ်ကြမ်းကြီးနဲ့သူ့ခန္ဓာကိုမှအာမနာ။ဘာမှကြောက်မနေနဲ့။ကြောင်မွေးပါရင်ဇာကနာနဲ့ဆွဲနှုတ်ပလိုက်ပဲ။ကျုံနောက်ကနေလိုက်ခဲ့ပြီးတော့တကြီးရဲ့ကိုကြောက်ပွင့်လည်းအတွင်းကကြက်ထိုးထားတဲ့တကားကိုသူ့ရဲ့တံမာတဲ့ခြေထောက်နဲ့ အာကုံခုံကန်ချလိုက်တဲ့အခါမှာတော့ဝါဒကားလေးဟာလွင့်စင်ပြီးအပေါက်ပွင့်လို့သွားခဲ့ပါတော့တယ်။အပေါက်ပွင့်သွားတဲ့အခါမှာတော့သူတို့နှစ်ယောက်စလုံးပထမမြင်လိုက်ရတာက အပုံးနဲ့တွေလိုင်းလိုင်းထားနေတဲ့ကြက်တီကောင်တွေဟာကျမ်းပြင်ပေါ်မှာပြန်ကျဲလို့နေတာပါပဲအနံတွေကဇိုးဝါဇောလာတာကြောင့်အော်ဂလီဆန်လို့နေခဲ့ပြီးနှစ်ယောက်သားအသက်ရှူမောအောင်ဖြစ်လို့နေပါတော့တယ်တကြီးဦးကြောင်လုံးကလည်းကြောက်ရွံ့လို့နေပြီးရေပလားကိုတည်တည်ချာချာကိုင်းရင်ဝါကတိအနီးကိုရောက်ရှိလို့လာခဲ့တာပေါ့ဝါကတိအပေါ်မှာတော့လူတီကောင်အလားကောင်းမပါတဲ့ခန္ဓာကိုယ်ကြီးကတောင်းတရှိရှိလို့နေပါသေးတယ်အဲ့ဒီခန္ဓာကိုယ်ကြီးကတာမန်လူတယောက်လိုမျိုးဖုန်လိုက်ဖုန်လိုက်နဲ့အသက်ရှူလို့နေတာပေါ့တကြီးဦးကြောင်လုံးကလည်းတုံဆိုင်မနေတော့ ော့ပဲလက်သေးကဖလားကိုကင်မြောက်ခေလိုက်ပြီးဆရာတော်ပြောတဲ့အတိုင်းခန္ဓာကိုယ်တစ်ခုလုံးကိုလောင်ရှားခေလိုက်ပါတော့တယ်။ကဲကြောက်ွက်ငါတို့ဆုံးမကြီးမလာခင် အမြန်ပြန်ထွက်ပြီးအိမ်ကိုပြန်ကြရအောင်။ ဦးကြလုံးတို့လည်းဒေါ်တောင်းကြီးရဲ့အိမ်ပေါ်ကနေဆင်းလာပြီးတကြီးအိမ်ကိုတနက်နဲ့ပြန်ယူလာခဲ့ကြပါတော့တယ်။မနက်မောလင်းခန်းကြီးတော့ဦးတွဲလောင်းကောင်းပြက်ကြီးကမူလာရုပ်ခန္ဓာရှိရာစီကိုပြန်ဝဲကအိမ်ထဲကိုဝင်လိုက်ပါတော့တယ်။တကြီးဦးကြလုံးနဲ့ကိုကြောက်ပွင့်တို့ကလည်းဆင်းအိုကြီးထဲကိုဝင်ကတနက်ကိုစီနဲ့စောင့်ကြည့်လို့နေတာပေါ့။အဘိမေခနာကြောင်မှာတော့အိမ်ထဲကနေနာကျင်စွာအော်ခစ်တဲ့အတန်ကတရွာလုံးကိုဟိမ့်ပြီးထွက်ပေါ်လာခဲ့ပါတော့တယ်။ ဇရာတော်ရဲ့ရေမန်းစွမ်းကြောင်းစုံမကြီးလေးသူ့ရဲ့ကိုယ်လေးကိုပြန်ဝင်လို့မရတော့ပဲတီကောင်စားပတ်ခံရတယ်လို့မျိုးတွန်းလိန်ကအော်ဟစ်လို့နေပါတော့တယ်။နေထွက်ချိန်မှာနေရောင်ကအိမ်ထဲကိုတန်တန်မမတ်ဝင်လာပြီးအော်တန်တွေလည်းတိတ်ဆိတ်လို့သွားခဲ့တာပေါ့။ရွာတကြီးနဲ့ကိုကြောက်ပွင့်တို့ကလည်းမနှမိုးလင်းတော့စင်းအိုးတွေကထွက်ကအိမ်ထဲပြန်ဝင်ကြည့်ကြလိုက်ကြပါတော့တယ်။ အဲ့ဒီမှာဒေါ်တောင်ကြီးရဲ့ကောင်းပါတဲ့ရုပ်ကိုတွေ့လိုက်ရပြီမယ်ထူးဆန်းတာကအဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးကပုတ်တီချောက်တွေ့ကလာပေါင်းများစွာကလေးကတည်ဆုံနေသလိုမျိုးဖြစ်လို့နေပါတော့တယ်။ဘေးမှာတော့နေရောင်ကြောင်းမီးလောင်ပြီးပုတ်ပွားနေတဲ့ကောင်းနဲ့ဥရီဟာအတိုင်းသားကြီးကြံရှိလို့နေတာပေါ့။ရွာကကြီးနဲ့ကိုကြောက်ပွင့်တို့ကလည်းအိမ်ကိုရှင်းလင်းပြီး ကြက်တရေမရှိတဲ့စုံမရည်ုံတဲ့ခေါင်းကိုတစ်တာအခေါင်းနဲ့ထဲပြီးရွာသားတွေမမြင်အောင်ဖုံးထားခဲ့လိုက်ပါတော့တယ်။ဒေါ်တောင်းကြီးကတော့နောက်ဆုံးမှသူ့ရဲ့မော်ပညာကြောင့်ဆုံးဖြစ်သွားခဲ့ပြီးမယ်။အရင်ကရွာသားတွေကိုကူညီခဲ့တဲ့သူကောင်းတစ်ယောက်ပါပဲ။ဒါကြောင့်သူ့ရဲ့ကောင်းမှုတွေကိုအမတ်ရနေအောင်ဒီအကြောင်းကိုသိတဲ့လူနေစုကဘသူ့ကိုမှမပြောဘဲလျှို့ဝှက်ထားဖို့သဘောတူခဲ့လိုက်ကြပါတယ်။ဒေါ်တောင်ကြီးရဲ့အလောင်းကိုလည်းရွာပြင်တနေရာမှာကောင်းကောင်းမွန်မွန်မီးရှို့တကြိုပေးခဲ့လိုက်ကြတာပေါ့။ အဲဒီနောက်မှာတော့ရွာထဲမှာအရာအလုံးညင်းကျန်းလို့သွားခဲ့ပြီးစုံးတွေကိုလည်းလုံးဝထပ်မတွေ့ရတော့ရှာပါဘူးဒီကိရေဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာအစုံဒီနာဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှင်ပရိသတ်တယောက်ရှင်ဒီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်အားလုံးပဲတာယာပျော်ရှင်သောညာချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာအစုံဒီနာဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ